ရသော်ဗျာတဲ့ကရောမြတ်ကြီးကတရားရှုမှတ်မှုနဲ့ပတ်သက်ပြီးတော့အောက်ကသီနာဂျောဘာကကြည်တိလေးအားမောဇပူရိမောဇပိသတော်မိစေမောဇဘောဓပါရကိုသဗ္ဗထာဝိမု ക്ത မာနာတော်နပုဏ္ဏဇာတိသရံမှုပေဟိ चित्ता ဟိုချင်းတာချင်းသိချင်းသိညာနိဗ္ဗာန်ချမ်းသာကိုရောက်ချင်ပါတယ်ဆိုရင်ရှင်းပိုင်းခန္ဓာကိုလည်းပဲတဏှာနဲ့မဆွဲပါနဲ့နောက်ပိုင်းခန္ဓာကိုလည်းတဏှာနဲ့မဆွဲပါနဲ့ပစ္စုပန်ခန္ဓာကိုလည်းတဏှာနဲ့မဆွဲပါနဲ့သဗ္ဗထဝိမု ക്ത မာနသောချုပ်ချုပ် ပျောက်ပျောက်ပျက်စီးသွားတဲ့အတိတ်ခန္ဓာတွေအပေါ်မှာလည်းပဲတဏှာကင်းတဲ့စိတ်တွေရှိနေမယ်ဆိုရင်မပေါ်ပေါ်သေးတဲ့အနာဂတ်ခန္ဓာကိုမှန်းပြီးတော့လည်းပဲတဏှာနဲ့မညှိတွယ်ပဲနဲ့တဏှာကင်းတဲ့စိတ်တွေဖြစ်နေမယ်ဆိုရင် ပြစ္ဆုတ်ပန်းပေါ်တဲ့ခန္ဓာပေါ်မှာလည်းပဲတဏှာနဲ့မညှိတွဲပဲနဲ့တဏှာကင်းတဲ့စိတ်တွေဖြစ်နေမယ်ဆိုရင်နဲ့အိုနာတိလွတ်ရနိဗ္ဗာန်ချမ်းသာရောက်ပါလိမ့်မယ်လို့ဒီလိုဟောကြားထားပါတယ်ဒီတော့ယောဂီအပေါင်းတော်ကောင်းတို့ဟာလည်းပဲယနေ့ဟိုခြင်းကင်းရနာခြင်းကင်းရသိခြင်းကင်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုယဉ်မှန်းပြီးတော့နိဗ္ဗာန်ချမ်းသာလိုခြင်းလို့ တရားရှုမှတ်နေကြတဲ့ယောဂီများဖြစ်ကြပါတယ်။ဘာဖြစ်လို့နိဗ္ဗာန်ချမ်းသာကိုလိုချင်တာတော့နိဗ္ဗာန်ချမ်းသာမှာအိုခြင်းဆင်းရဲမရှိဘူး။နာခြင်းဆင်းရဲမရှိဘူး။သိခြင်းဆင်းရဲမရှိဘူး။ဟိုခြင်းနာခြင်းသိခြင်းဆိုတဲ့သဘောတရားတွေဟာခန္ဓာ၅ပါးကိုမြည်ပြီးတော့ဖြစ်နေတာပါ။နိဗ္ဗာန်မှာခန္ဓာ၅ပါးမရှိဘူး။ဒါကြောင့်နိဗ္ဗာန်မှာအိုခြင်းနာခြင်းသိခြင်းပေးတယ်မရှိပါဘူးတဲ့။ ဟုတ်ရင်နာကျင်တည်ခြင်းပဲမရှိတဲ့နိဗ္ဗာန်တည်သားလျင်အချမ်းသာဆုံးဖြစ်တဲ့တဏှိဒုက္ခတတ်ပဲခန္ဓာ၅ပါးရှိနေတဲ့နေရာမှန်ရင်လူချမ်းသာပြောလည်းပဲချမ်းသာပြီချမ်းသာမှာမဟုတ်ပါဘူးတဲ့နတ်ချမ်းသာလို့ပြောလည်းပဲချမ်းသာပြီချမ်းသာမှာမဟုတ်သေးပါဘူးမြတ်ချမ်းသာလို့ပြောလည်းချမ်းသာပြီချမ်းသာမှာမဟုတ်သေးပါဘူးဘာဖြစ်လို့တော့ခန္ဓာ၅ပါးရှိလို့ ခန္ဓာ၅ပါးရှိထားရင်ပရမတ်သဘောတရားနဲ့ကြည့်ရင်ဖြစ်ချင်းပြချင်းဆင်းရဲရှိပါတယ်။ပညာသဘောတရားကြည့်ရင်ဩနာတိဒုက္ခရှိပါတယ်။ဘယ်ဘုံဘယ်ဘဝဘယ်ဌာနမှာမလွတ်ပါဘူး။ဒါကြောင့်နိဗ္ဗာန်ချမ်းသာကိုလိုချင်ကြတာပါ။နိဗ္ဗာန်ချမ်းသာကိုလိုချင်လို့နိဗ္ဗာန်ရောက်အောင်ကျင့်ကောင်းခြင်းမြတ်တွေကျင့်ကြံကြုပ်ကိုအထောက်နေကြပြီဆိုရင်မြတ်စွာဘုရားသခင်ကရုဏာမြတ်ကြီးကဩကာသေနဂျုံမာကကြည်တိလေးကို ုံးပါခဲ့တဲ့စကားလေးတတိယဘုလိုအပ်ပါလေမောဇာဘုရေမောဇာသစ္စာတော်မိစေမောဇာဘောဒပါရကုမိမိတို့ရဲ့တန်တမှာဖြစ်ပေါ်လာခဲ့ပြီးတော့ယုဒမနန္ဒမတွေဟာဖြစ်ပြီးလည်းဖြစ်ပြီးချင်းချုပ်ပြောင်ပြည့်စည်ခြင်းတို့ရောက်သွားကြပါလေချုပ်ပြောင်ချုပ်ပြောင်ပြီးလေပြီးတော့ ရုပ်နာခန္ဓာတွေဟာအတိတ်ရုပ်နာတွေပဲအဲ့ဒီအတိတ်ရုပ်နာတွေကိုအာယုံပြုပြီးတော့သားရတဲ့သဘောတည်းရှိတတ်တယ်နှိမ့်တဲ့သဘောတည်းရှိတတ်တယ်တောင်းတတဲ့သဘောတည်းရှိတတ်တယ်တန်းတတဲ့သဘောတည်းရှိတတ်တယ်အဲ့ဒါတွေဟာတဏှာရဲ့သဘောတွေပဲအတိတ်အာယုံဆိုတာဟာပြစ္ဆုတ်ပံမဟုတ်တော့တဲ့အတွက် အတိတ်အာယုံသည်ပြစ္ဆုံးပံအာယုံဖြစ်နေတော့မိမိတို့ရဲ့ဉာဏ်မှလာပြီးတော့ထင်မှာမဟုတ်ပါဘူးဒါပေမဲ့လို့အတိတ်အာယုံဖြစ်ဓမ္မအာယုံဖြစ်နေတော့လာပြီးတော့ထင်နိုင်ပါလိမ့်တယ်အယုတ်ကံတရားဖြစ်နေအတိတ်အာယုံကိုရှုလို့မရပေမဲ့လို့လည်းပဲမှန်းဆလို့တော့သိနိုင်ပါလိမ့်တယ် အဲ့လိုတဲ့အာယုံကလေးကိုမှန်းစာပြီးတော့တာယာမေတ္တမေမေနှိသက်မေတောင်းတမေတန်တနေမေဆိုရင်အဲ့ဒါအတိတ်အာယုံကိုအာယုံပြုတ်ပြီးတော့တဏှာလေးတွေဖြစ်နေတာပဲအဲ့ဒီတဏှာကိုမဖြစ်အောင်တဲ့ရှောင်ပါတဲ့တဏှာမဖြစ်အောင်ကြိုးစားပါတဲ့တဏှာလွတ်အောင်ကြိုးစားပါတကြွတကြွပုံကုန်များကြတော့အနာဂတ်ဖြစ်တဲ့အာယုံ ကျောတရားကလည်းမပေါ်သေးဘူးနတ်တရားကလည်းမပေါ်သေးဘူးဒါပေမဲ့ကျောတင်မှန်းစားပြီးတော့တွေးနေတတ်တယ်တန်းတနေတတ်တယ်မျော်လင့်နေတတ်တယ်တောင်းတနေတတ်တယ်အဲ့ဒါအနာဂတ်ကိုမှန်းပြီးတော့ဖြစ်တဲ့တွေးစိတ်ကလေးတွေပါပဲအနာဂတ်အယုံဒီပေါ်လာစေမဟုတ်တဲ့အတွက်ပြစ္ဆုတ်ပံကြကြအရှုခံဖြစ်နေတော့ပေါ်လာမှာမဟုတ်ပါဘူးဒါပေမဲ့လို့လည်းပဲတွေးစိတ်တောစိတ်ဖြစ်ဖို့ရအတွက် အာယုံတစ်ခုအနေနဲ့တော့လာပြီးတော့ပေါ်နိုင်ပါတယ်။မှန်းပြီးတော့ကြည့်လို့ရပါတယ်။အဲဒီလိုမှန်းပြီးတော့မျော်လင့်တောင်းတနေမယ်ဆိုရင်အနာကအာယုံပေါ်မှာတဏှာလေးတွေဖြစ်နေတာပဲ။အဲဒီတဏှာကိုလည်းမဖြစ်အောင်ကြိုးစားပါတဲ့။ဒါပြင်ပစ္စုပန်ခန္ဓာကိုယ်ကဘယ်လိုလုပ်ရမလဲ။အဲဒီပစ္စုပန်ခန္ဓာသည်ပေါ်လာစေခန္ဓာဖြစ်တဲ့အတွက် မိမိတို့ရဲ့ဉာဏ်မှာရှုကံတရားဖြစ်နေအရှုကံနဲ့အရှုကံလာပြီးတော့တိုက်ပါနိုင်မယ်ပြစ္ဆုံမခန္ဓာကအရှုကံပေါ်လာစေဖြစ်တဲ့ဉာဏ်ကအရှုဉာဏ်အဲ့ဒီရှုကံနဲ့အရှုဉာဏ်ကလေးတိုက်နေပြီဆိုရင်တော့ပြစ္ဆုံပိုင်းဉာဏ်ကပြစ္ဆုံပိုင်းခန္ဓာရဲ့ဖြစ်သဘောကိုတွေ့ပါလိမ့်မယ်ပြစ္ဆုံဘောကိုတွေ့ပါလိမ့်မယ် ောဒါလေးကယုံနာခန္ဓာလေးပဲလို့သိလိုက်စေခန္ဓာမှာဒိဋ္ဌိကိသာလေးပဲစဉ်းမလိုက်မယ်တဏှာကိသာလေးလည်းစဉ်းမလိုက်မယ်အဝိဇ္ဇာကိသာလေးလည်းတပြိုင်တည်းစဉ်းနေမှာဖြစ်ပါလေဒါပေမဲ့လို့ပေါ်လာစေဖြစ်တဲ့ပစ္စုပ္ပန်ခန္ဓာကလေးကိုမရှိမပွားဒီတိုင်းထားမယ်ဆိုရင်ဉာဏ်ပေါ်မဲ့အစာတဏှာပေါ်လာတတ်ပါလေဉာဏ်ဖြစ်မဲ့အစာဒိဋ္ဌိတွေဖြစ်စေတတ်ပါလေ တဏှာဆွဲဒိဋ္ဌိဆွဲလေးတွေဖြစ်နေမယ်ဆိုရင်တဏှာဖြစ်တော့ဥပါဒံဖြစ်ဥပါဒံဖြစ်တော့ကံဤဖြစ်ပြီးတော့ကမ္မဘဝဖြစ်เสียဇာတိဆိုတဲ့အတိုင်းပဲဩနာတိဩနာတိတို့ရဲ့သဘာဝဖြစ်တဲ့ခန္ဓာ၅ပါးကြီးရလာမှာပါအဲ့ဒီခန္ဓာ၅ပါးကြီးရလာပြီဆိုမှတော့ဩနာတိဘယ်လို့ပါမလဲဒီတော့ဩနာတိလွတ်ချင်ပါတယ်ဆိုရင် ပြစ္ဆုံမှခန္ဓာကလေးတွေအပေါ်မှာလည်းပဲတဏှာမဖြစ်အောင်ကြိုးစားရမယ်ဒိဋ္ဌိမဖြစ်အောင်ကြိုးစားရမယ်ဘလုံးနည်းနဲ့ကြိုးစားမလဲပြစ္ဆုံမှခန္ဓာကြတော့အတိတ်ခန္ဓာအနာဂတ်ခန္ဓာနဲ့မတူတော့ဘူးပြစ္ဆုံမှခန္ဓာဒီမြော်ဝါထင်နေတွေ့မြင်နေရတဲ့ခန္ဓာဖြစ်တဲ့အတွက်သူကအရှုခံတရားပဲအဲ့ဒီရှုခံတရားကလေးကိုတတိလေးကဒါသမာဓိလေးနဲ့စောင့်တာပညာလေးနဲ့ကြည့်ပေးလိုက်တဲ့အခါကျတော့ပြစ္ဆုံမှခန္ဓာလေးကဖြစ်ပြဒုက္ခသစ္စာ ရှုတဲ့ဉာဏ်ကမကသစ္စာစိတ်တရားကလေးပေါ်လာပြန်တော့လဲစိတ်ကိုစိတ်ချင်းရှုရှေ့စိတ်ကနောက်စိတ်နဲ့ရှုရှေ့စိတ်ကဖြစ်ပြန်နောက်စိတ်ကမဲ့စိတ်တရားကလေးပေါ်လာပြန်တော့လဲပဲထင်ရှားတာကဝေဒနာဝေဒနာကိုဉာဏ်နဲ့ကြည့်ဝေဒနာကဖြစ်ပြဒုက္ခသစ္စာဉာဏ်ကလေးကမကသစ္စာဖြစ်ပါလေ ယုတ်တရားကလေးပေါ်လာပြန်တော့လေယုတ်တရားကလေးကဖြစ်ဖြစ်ဒုက္ခသစ္စာသိတဲ့ဉာဏ်ကမကသစ္စာဘယ်ရောက်ဘယ်နာဘယ်ခန္ဓာပဲပေါ်ပေါ်ပေါ်လာစေဖြစ်တဲ့ယုတ်နာခန္ဓာသည်အရှုကံတရားပဲလို့မှတ်လိုက်ပါသိတာကအရှုဉာဏ်တရားအဲ့ဒီအရှုကံတရားနဲ့အရှုဉာဏ်တရားတည့်တည့်သွားပြီဆိုရင်ကိလေသာရှားမွန်နိုင်တော့ဘူးကိလေသာဆိုတာဘယ်အချိန်မှဝင်တယ်လဲအရှုကံနဲ့အရှုဉာဏ်မတည့်တဲ့အချိန်မှဝင်တယ် အရှုခံဆိုတဲ့ခန္ဓာတွေကတော့မိမိတို့ရဲ့တဏ္ဍမှာအမြဲမြပြဖြစ်နေတာပဲဒါပေမဲ့ဉာဏ်ကလေးကပေါ်ခွင့်မရတဲ့အခါကျတော့အရှုခံနဲ့အရှုညာတိုက်ဆိုင်မှုမဖြစ်နိုင်ဘူးအဲဒီလိုတိုက်ဆိုင်မှုမဖြစ်နိုင်တဲ့အချိန်မှာကိလေသာတရားတွေဝင်လာတယ်ကိလေသာတရားတွေဝင်လာပြီဆိုရင်ခန္ဓာနောက်ကတဏ္ဍလိုက်သွားတာပဲခန္ဓာနောက်ကဒိဋ္ဌိလိုက်သွားတာပဲ ခန္ဓာနောကတဏှာလိုက်သွားရင်လည်းပဲသမှုရိယသစ္စာတွေပေါက်ဖွားသွားတာပဲခန္ဓာနောကဒိဋ္ဌိလိုက်သွားရင်လည်းပဲသမှုရိယသစ္စာတွေပေါက်ဖွားသွားတာပဲသမှုရိယသစ္စာအကြောင်းတရားဖြစ်ခြင်းအကျိုးတရားတွေရပါလေဩမေအကျိုးတရားတွေမှာဥနာသေးတွေမကင်းပါဘူးလို့မှတ်လိုက်ပါအရှုခံတဲ့ရှုညာကိုမလွတ်တမ်းတိုက်ဆိုင်နေအောင်ကြိုးစားပေးလိုက်နိုင်မယ်ဆိုရင်ဘဂိနိတာမှကြားဝင်စရာကွက်လမရှိတော့ပါဘူးစိတ်တခဏလေးတွေဖြစ်တိုင်းဖြစ်တိုင်းရှုညာလေးတွေပါနေမယ် အရိရှင်ညာနေကရှုကံကလေးတွေကိုစိုက်ကြည့်နေမယ်အရှုကံကဖြစ်ပြဒုက္ခသစ္စာ အရှုဉာဏ်ကမကသစ္စာမကသစ္စာကလေးတွေတရားနည်းစားတဲ့ပေါ်လာတဲ့အခါကျတော့ကိလေသာတွေဝင်ရောက်ခြင်းကမစွမ်းနိုင်တော့တဲ့အတွက်တဏှာကိလေသာကလည်းပဲပေါ်ခွင့်မရဘဲနဲ့ချုပ်သွားပါလေဒိဋ္ဌိကိလေသာလည်းပဲပေါ်ခွင့်မရဘဲနဲ့ချုပ်သွားပါလေပေါ်ပြီးမှချုပ်တာမဟုတ်ဘူးပေါ်ခွင့်မရဘဲချုပ်သွားတာပါ အဲ့ဒီပေါ်ခွင့်မရပဲချုပ်သွားခြင်းတွေပင်လည်းရင်မဂ္ဂင်တရားရဲ့မဂ္ဂင်တရားကနေပြီးတော့အဲ့ဒီကိလေသာဆိုတဲ့သမုဒိယသစ္စာကိုသိအောင်တတ်လိုက်ခြင်းပဲဖြစ်ပါလေ။ဒါကြောင့်မဂ္ဂင်ဆိုတဲ့တရားဟာပေါ်လာစေဖြစ်တဲ့ကိလေသာကိုတတ်လို့မရဘူး။မပေါ်သေးတဲ့ကိလေသာကို မပေါ်အောင်ကာကွယ်ပြီးတော့တတ်ရတာပါ။အဲ့ဒီနည်းနဲ့တတ်လိုက်တဲ့အခါကျတော့သမုဒိယသစ္စာလေးတွေပေါ်ခွင့်မရဘူး။ အကြောင်းသမုဒိယသစ္စာသိမ့်ပြီဆိုရင်အကျိုးဒုက္ခသစ္စာလည်းငြိမ့်ပြီအကျိုးဒုက္ခသစ္စာငြိမ့်တဲ့နေ့တပြိုင်နက်အိုနာတေခင်းရနိဗ္ဗာန်ချမ်းသာမျက်မှောက်ပြုနေတာပဲဒါကြောင့်အတိတ်ခန္ဓာပေါ်မှာလည်းပဲတဏှာနဲ့မစွဲပါနဲ့အနာဂတ်ခန္ဓာပေါ်မှာလည်းတဏှာနဲ့မစွဲပါနဲ့ပြစ္ဆုတ်ပံခန္ဓာအပေါ်မှာလည်းပဲတဏှာလေးနဲ့မစွဲမီအောင်ဉာဏ်ကလေးနဲ့ကာကွယ်ပေးထားပါအဲဒီလိုသာကြိုးစားသွားကြမယ်ဆိုရင်တဲ့နတ်ပုဏ္ဏဇာတိစရံမူပေဟိဆိုတဲ့အတိုင်းပဲ ဒုက္ခခတဲ့ငြိယာအမှန်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာ။ပုဏာတိတို့ရဲ့လောကိယာအမှန်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာရမှာဖြစ်သောကြောင့်အလုံးစုံယောဂီပေါင်းတော်ကောင်းတို့ကအဋိဌာကပိဿုပ္ပံဆိုတဲ့ခန္ဓာ၃ပါးလုံးအပေါ်မှာတဏှာနဲ့မစွမ်းမိအောင်ပိဿုပ္ပံခန္ဓာကိုဉာဏ်ကလေးနဲ့ရှုမှတ်သုံးသပ်ပွားများပြီးတော့တဏှာဆိုတဲ့သမုဒိယသစ္စာလေးတွေကိုသိအောင်တတ်ကြပါယောဂီပေါင်းတော်ကောင်းတို့